်္ဂလာပါဗျာမင်္ဂလာပါဗျာခင်ဗျားတပည့်တော်ကတော့တည်တယ်ဆန်လုံးဆန်လုံးမှာတော့ရှိပါလိမ့်မယ်တပည့်တော်ညဝင်လို့ညဝင်လို့သောစောင်းကတော့မမော်သိခင်ရဲ့ညဝင်လို့သောလွင်ကားစောင်းဖြစ်ပါတယ်တပည့်တော်စတင်မော်တာမယ်လို့တပည့်တော်တွေးတော့တွေးမထားဘူးအဲကြောင့်ငွေချင်းတွေနဲ့အနံ့ပေါ်တွေကတော့ဒီလိုပြောလိုက် ဦးဇင်းဘာမှဖတ်ပြရတယ်မလို့စင်မော်ရတာနဲ့ဦးဇင်းပြောင်းပြန်ရပြီဆိုနေတယ်သူကဘယ်ဘက်ဒီဇိုင်းဆောင်းဆောင်းပြီးပြောင်းပြန်ဘယ်ဘက်မှာငွေသွားလေးဟုတ်ပြီဦးဇာတော့ချိန်ဆပတ်ပြီးဆက်ပြီးတော့ ဒီလိုမကြက်နိုင်တော့သောင်းပဲကြည့်ပေါ့ဒီလိုဘလာနဲ့ဆောင်းကတော့ညဝင်လို့တော့အတွင်းများဆောင်းဖြစ်ပါလေခင်ဗျအဲ့ဒီဆောင်းမှာအပစ္စကံပုံလေးတက်ကထုတ်လုပ်ပြီးတော့စိုင်းစရာမမောသိပ်ပြည်ရေးသားထားပါလေခင်ဗျအဲ့ဒီဆောင်းမှာမာနိကအနေအားဖြင့်ခံစားဖို့ရတ္တလို့ခေါ်တဲ့ကန္တရဲ့ စဉ်းစားစရာအတွေ့အတွေ့အကြုံကဏ္ဍရဲ့ကြီးပွားအောင်မြင်ရေးကဏ္ဍရဲ့စိတ်ဓာတ်မြင့်တယ်ရေးကဏ္ဍရဲ့သာဝဘခြင်းကဏ္ဍရဲ့ဖြေမောစရာကဏ္ဍရဲ့ဆိုပြီးတော့ကဏ္ဍအသီးသီးရှိပါလေဗျာအဲ့ဒီတော့ခေါင်းစဉ်တစ်ခုတစ်ခုဒီအောက်မှာ15မျိုး16မျိုး17မျိုးအစရှိပြီဖြင့်ပါလာဆိုတော့တပိတော်ကတော့တပိတော်ကြိုက်တာပဲတပိတော်ဖတ်ပြန်မှာဖြစ်ပါလေဗျာ ပထမဆုံးဖတ်ပြစင်တာကတော့ဒီတောင်ကိုမောင်ဖြူပါမယ်ရှင်ပါလေဗျာကျင့်ကြူရောပါနော်တော့လုံးဝအမောဒီစောင်းရဲ့အတွင်ပြင်အိန္ဒိယနိုင်ငံမြောင်းဝိုင်းကဖတ်ပြမှာဆယ်လာနိုင်ငံရဲ့ခြံဝန်းဒေသမှာဇနီးမောင်နှံနေအောင်ရှိပါလေဗျာအဲ့ဒီဇနီးမောင်နှံမှာစောင်းဝင်ရဲ့အတွက် အဲ့ဒီတောင်ကြီးရဲ့တစ်ဖက်မှာရှိတဲ့သတိတယောက်ရဲ့နေရာမှာလေကနဲ့လေထွန်ရဆိုင်ပြိုးတဲ့အလုံးလုံးနေရာမှာဗျာနေ့စဉ်တောင်ကြီးကိုကြုံဖြတ်ပြီးတော့တောင်ရကိုသွားနေရတာပြန်နေရတာလို့ရအောင်ဗျာအဲ့ဒီအတွက်ကြောင့်မလို့သူဟာစေယုံစေကန်းနေသွားဖို့ဆိုရင်လည်းပဲအဲ့ဒီတောင်ကြီးကိုကြုံဖြတ်ပြီးတော့သွားရတဲ့အတွက်သူဟာတနေ့တနေ့တော့စိတ်တော်ကနေရောက်ပြီးတော့ ူရဲ့ဇနီးမယားလည်းပဲသူ့စီကိုနေတဲ့ထမင်းတော့လာဖို့နေရတဲ့အချိန်မှာတောင်ပေါ်ကပြုတ်ကြပြီးတော့ပေသွားပါလေဗျာအဲ့ဒီတော့ကြောင့်မလို့သူဟာစိတ်နာပြီးတော့ဒီတောင်ကနေပြီးတော့လမ်းပေါ်လိုက်လို့ရှင်ရွာသူရွာသားတွေအတွက်လည်းအဆင်ပြေတယ်နော်လာမယ့်အနာဂတ်ကလေးတွေအတွက်လည်းဆင်ပြေရဆုံးပြီးတော့သူကအဲ့ဒီတောင်ကြီးကိုလမ်းပေါက်လိုက်အဲ့ဒီလိုလမ်းပေါက်တဲ့အချိန်မှာ ွာတဲ့ကလူတွေကသူ့ကိုကဲ့ရဲ့။နဲအမ်မဲအဲ့ဒီတောင်ကြီးကိုနမ်းပေါင်းနေလို့ရှိရင်ဘယ်လိုလုပ်ပြီးနိုင်မှာလဲ။မဲဘာမှအကျိုးမရှိဘူး။အဲ့ဒီလိုပြောတဲ့အချိန်မှာ तू ကသူ့လောက်ရောက်မဲ့လုပ်ငန်းကိုပဲ तू လုပ်တယ်။ဒီတောင်ကြီးကလူတွေရဲ့တောက်ရင်ဟိုးတွေကိုအများကြီးကျိုးကြပွဲစေခဲ့တယ်။လူငယ်ပေါင်းများစွာကိုကျိုးပဲ့ဒဏ်ရာရဲ့ဒဏ်ရာတွေရစေခဲ့တယ်။တချို့ကိုသေဆုံးစေခဲ့တယ်။ဒါကြောင့်မလို့ငါဒီတောင်ကြီးကိုခွဲပြီးတော့ တွဲနှွားတွေရင်တွေဖြတ်သန်းနိုင်လို့ရတဲ့လမ်းတစ်ခုကိုဖောက်မယ်လမ်းဖောက်ဖို့လမ်းဖောက်ပြီးဖို့နှစ်တွေအများကြီးကြာအောင်မယ်ဒါပေမဲ့ဒီလိုလုပ်ရင်ကျွန်တော်သေခြင်းသေသွားပါစေအဲ့ဒီအလုပ်ကိုကျွန်တော်ဂုဏ်ယူစွာလုပ်မယ်အဲ့ဒီလိုနဲ့သူကအဲ့ဒီတောင်တောင်ကြီးကိုလမ်းဖောက်လိုက်တဲ့အချိန်မှာသူဟာတစ်ပြေးတစ်ပြေးနဲ့လမ်းပေါက်သွားပြီးတော့အိန္ဒိယသမ္မတကသိပြီးတော့သူ့ကိုဒီလမ်းကြီးကိုသူ့အမိတွေနဲ့လမ်းကြီးအဖြစ် အတိမတ်ပြုခဲ့။နောက်ဟောလီယုတ်ဇာတ်ကားမှာလည်းပဲသူ့ရဲ့အမည်နာမည်နဲ့ရုပ်ရှင်ဇာတ်ကားခဲ့တယ်။အဲကြောင့်လို့လက်ပတ်ကြားလို့လောက်တာအဲခဲ့မှာပထမခံစားမှုကဏ္ဍကဘလို့ဖောက်ခံ။ជីတောင်ကိုမောင်ချူရမယ်ကဏ္ဍဖြစ်ပါတယ်ခင်ဗျာ။လုံးဖောက်ကနောက်တစ်ခုကတကယ်ရင်းရင်းတရားမှာဘုံမတွေဟာ နိုင်ငံကဘင်းကြညာချက်ကိုဟုတ်တယ်ဟုတ်တယ်อืมဖောက်ရအောင်ကြညာချက်စာတစောင်းကိုမောင်းကြည့်တယ်อืมညိုတွင်နဲ့လည်းကြညာပါလေကြညာချက်ကငြင်းချမ်းခြင်းဆိုတာအကောင်းဆုံးပြုပေါ်ရည်သွဲနိုင်တဲ့သူကိုဘယင်မြမဲမြကငွေသပြားတစ်ဆောင်ပြီးလို့စူးကြမယ်ဆိုတော့အဲ့ဒီအချိန်ကငွေသပြားငွေသပြားတစ်ဆောင်ဆိုတာယခုကိဆိုရင်တသက်တာထိုင်စားလို့ရတဲ့ငွေပမာဏပါ မြို့ပေါ်ကပကြီးဆရာတွေပကြီးကားတွေရေးဆွဲပြီးဘယင်းဘယင်းတန်းတော်တင်သွင်းကြတယ်ပကြီးကားတွေကတစ်ချက်တစ်ချက်ရဲ့ပုံကရေတက်နေတဲ့ရေကန်ကြီးတကန်ရဲ့စင်းနေစင်းနေတွေပေါင်းလာနေတဲ့တောင်တန်းကြီးရဲ့ပုံရိပ်ပေါ်နေတာကိုဆွဲထားတာဖြစ်ပါလေပကြီးကားဟာအပြပြောစရာတစ်ချက်မရှိပဲအလွန်နှပါတဲ့အလွန်နှပါပါတဲ့နာယောက်ကြီးစီသူတွေဟာဒီပကြီးကားကြီးဟာဘယ်လိုပြောပြမလဲ စေချမ်းသာမြောက်ကောင်းသောပြုတ်ပေါ်ထားတယ်လို့ဝိဉာဉ်နဲ့အဲ့လိုအာအာဘောအရင်တန်းတယ်ချီးမြှင့်တဲ့သူ့ကိုသေချာရမှာပဲလို့အဲ့ဒီလိုထင်ကြီးပေးနေပါလေခင်ဗျာအဲ့ဒီလိုထင်ကြီးပေးတော်လဲပဲအဲ့ဒီပကြီးကဟာမရပဲနဲ့တောင်ကြားထဲမှာအန္တရာယ်များစွာနဲ့ကြုံနေရတဲ့တောင်ကရုံးပေါ်ကအတိုက်တတိုက်ငှက်တိုက်တတိုက်ရဲ့ဥတွေနဲ့ အကောင်ငှက်ကလေးရဲ့ဒီဒီငယ်ငယ်ဒီဒီငယ်ငယ်ညဆိုင်နေတာကိုတွေ့ပြီးတော့အဲ့ဒီပကြီကားကိုဘုရင်ကြီးကနံပါတ်1ဖြစ်ရွေးချယ်လိုက်ထိုနည်းသူသောပဲတပည့်တော်တို့ဘလောက်ပဲตายရခြင်းစရာပဲပြောပြောအကောင်ဆုံးဒုက္ခတွေကိုရင်ဆိုင်ကျော်ဖြတ်နိုင်မှသာလျှင်အကောင်ဆုံးချမ်းသာဖြစ်ပါလိမ့်ဗျာ ပြီးတော့စံဝဲတော့ကလေဘလောက်ပဲများများပြီးတော့အကောင်းဆုံးငြိမ်ငြိမ်တက်တက်လေးကြောဖြတ်သွားလို့ရှိရင်အဲ့ဒီလိုငြိမ်တက်မှုသာငြိမ်တက်မှုဟာသာလေငြိမ်ချမ်းခြင်းအစ်စ်ဖြစ်ပါလေခင်ဗျာစံဝဲဘုန်းကြီးတွေကအဆိုင်မှပေးလို့ဘုန်းကြီးတွေကအိမ်သာပေးလို့ဆိုပြီးတော့တော့ကလေများပြီးတောင်းလို့နေမယ်ဆိုရင်တော့အဲ့ဒါတုံလုံးချင်းပဲဖြစ်ပါလေခင်ဗျာငြိမ်သက်ချင်းမဟုတ်ပါဘူးခင်ဗျာဘလောက်ပဲဖြားရည်များများတပည့်တော် ။ဆံဝဲဆိုတဲ့ခက်ခဲဒုက္ခတွေကိုကြော်ဖြတ်နိုင်မယ်ဆိုလို့ရှိရင်တည်ငြိမ်မှုအစစ်ဖြစ်ပါတယ်။ဟောလောကတည်ငြိမ်မှုတော့ဘုံပေါ့တဘာဝတည်ငြိမ်မှုအစစ်ဖြစ်ပါတယ်ခင်ဗျာ။နောက်တစ်ခုဘုရားတို့ကမြတ်ဝေရှင်မှာကမင်းဟာတုံတချောင်းမဟုတ်ပါဘူးခင်ဗျာ။ဘုရားတို့တော်တို့ဟာရေထဲမှာပြစ်ချခံတဲ့တုံတချောင်းမဟုတ်ပါဘူးခင်ဗျာ။တသိတတ္တဝါလူသားဖြစ်တဲ့အတွက် ။ဘာဖြစ်ချင်တာလဲဆိုတဲ့စန္ဒတစ်ခုဖြစ်ရင်တပည့်တော်တို့အဲ့ဒီဒုက္ခတွေကိုကြော်လွန်ကြော်လွန်နိုင်မှာဖြစ်ပါလေခင်ဗျာ။ဘုရားတပည့်တော်ကဖြစ်ချင်တဲ့စန္ဒသေးစန္ဒသာရှိမယ်ဆိုရင်မိတော်တို့ဘလောက်ပဲပင်လေတဲ့ကိုပြစ်ချခံရခံရရေစည်းကြောင်းရဲ့နောက်ကိုရောပါသွားမှာမဟုတ်ပါဘူးခင်ဗျာ။ကိုယ်လေးဖို့ပြီးတော့လိုရာကမ်းကိုကူးနိုင်ကူးလို့ရပါတယ်ခင်ဗျာ။ထိုနည်းတူသောပဲတပည့်တော်တို့ကလည်း BA ဝယ်ရအောင်ကြိုးစားမယ်ဆိုရင်တော့ ီရွယ်ပွဲရအောင်ခလဲရောက်တော့ဒုက္ခပင်မမှုတွေဆင်းရဲပင်မမှုတွေတော့ကြုံတွေ့ရမှာပါဗျာ။ဒါကြောင့်မလို့ဘုရားတပည့်တော်တို့ဟာထုံတချောင်းမဟုတ်ပါဘူးဗျာ။သတိတတ်တော်တွေဖြစ်တဲ့အတွက်တပည့်တော်တို့ကိုလိုရာကမ်းကိုကူးမြောက်နိုင်အောင်ကြိုးစားဖို့ပဲလိုပါတယ်ဗျာ။ဘုရားတပည့်တော်နောက်တစ်ခုပြောချင်တာကတော့ရေတရားကဏ္ဍဖြစ်ပါတယ်ဗျာ။ကော်ဖီမာလိုက်တယ်လေ။ဒီလိုအသက်ကြီးလာလို့ရှိရင်လူတွေဟာ တတိမေးတတ်ပါတယ်ဗျာအဲ့ဒီတော့ဇနီးမယားအံလင်မယားနှစ်ယောက်အိမ်လေးမှာအသက်60ကျော်တဲ့လင်မယားနှစ်ယောက်ကသူတို့အသက်တွေကြီးတာတော့သာသမီတွေကလည်းမရှိအဲ့လိုမရှိတဲ့အချိန်မှာသူတို့လင်မယားနှစ်ယောက်ကမိန်းမဖြစ်သူကမိဘကြောင့်လည်းသွားပြီးတော့ကော်ဖီသွားကျော်တဲ့အံမိုင်လိုသွားကျော်တဲ့အချိန်မှာဒကာကြီးကလည်းမှားလိုက်ပါတယ်ခင်ဗျာငါအတွက် ဟိုပဲပေါင်ပုံလေးပါလုတ်ခဲလို့ပြောလိုက်တဲ့အချိန်မှာသူကမိဘရောင်းနေသွားပြီးတော့ပဲပေါင်ပုံလေးပါလေးလုတ်မယ်ဆိုပြီးတော့သွားရတာသူတို့ကတတိမေးတဲ့အရာဖြစ်တဲ့အတွက်ကြောင့်မလို့ပြန်ထွက်လာတော့မပြောသေးဘူးဗကန်နဲ့တင်ပြီးထွက်လာပါလေခရားအဲ့တော့ဟာငါမှလိုက်တာပဲပေါင်ပုံလေးမဟုတ်ဘူးမေးတဲ့လို့ပါဆိုရှင်မှလိုက်တာကော်ဖီတစ်ပတ်မဟုတ်ဘူးလားအဲ့လိုဖြစ်သွားပါလေဒီလိုပြောနေတာတော့ဘယ်လောက်ပါ